အားလုံးပဲမင်္ဂလာပါတတိယ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတင်ဆက်ပေးမယ့်ပရလောကဇလံလေးတစ်ပုဒ်ကတော့စာရေးသူကဝင်းကြီးရေးသားထားတဲ့ကိုတွေ့ပယောဂဆိုတဲ့ဇလံလေးရဲ့အစာဆုံးကိုတင်ဆက်ပေးမှာပါဟုတ်ကဲ့ဇလံလေးကိုလိုက်ပါလို့စီမြောပေးပါဦးနော်ကျွန်တော်နဲ့ဆရာမင်းတွေကမိတ်ဆွေတို့ရဲ့ဖိတ်ကြားချက်အရမြေဝကျုံးပေါ်မြို့လေးတစ်မြို့ကိုရောက်ရှိလာခဲ့ကြတယ်မြူလီယာမြေချောင်းတွေပက်လေဝန်းရံစီစဉ်ပြီးတော့ရှိနေပြီးတော့ နေချင်းစပွဲလှပတာရရယ်မြေကန်တချောင်းရှိဆန်ဆက်တွေကမိခိုးတလူလူနဲ့ရှိနေပြီးတင်မော်ကြီးငယ်လှေတမ်းမန်တွေကမြစ်ထဲမှာဥပဟိုတွာလာနေကြရယ်ကျွန်တော်တို့ကိုဖိတ်ခေါ်သူဦးလာထုံးဆိုသူကမြို့လေးမှာအတော်တန်ချမ်းသာသူတဦးဖြစ်တယ်ကျွန်တော်တို့ကဦးလာထုံးနေထိုင်ရာကန်နာလန်ရှိနှစ်ထပ်တိုက်ကလေးကိုစိုက်စိုက်မြက်မြက်ကြီးရောက်ရှိလာခဲ့ကြရယ်ဟာဆီယမင်းတို့ရောက်လာပြီဟဲ့ဦးလာထုံးကဝမ်းပန်းတသာစီးကြူတယ် ဆီယာမင်းဒေဝါကိုအပြားဆွတ်ပြီးဆီယာမင်းလိုတုံ့နှုံခြင်းကြောင့်ဥလာထုံးနဲ့ဆီယာမင်းဒေဝါကဟိုးရခင်ကလေးကတည်ကျွမ်းခင်မင်ခဲ့ကြဟန်တူ၏ဆီယာမင်းဒေဝါကကျွန်တော်နဲ့ဥလာထုံးကိုမိတ်ဆက်ပြီးဥလာထုံးဆိုသူကပိမိန်ပါပါလူကောင်တည်တည်နဲ့ဖြစ်ပေမဲ့မျက်နှာကတော့လွန်စွာဥပရိယုတ်ကောင်းနေသူရဲ့ဥပရိယုတ်ကောင်းခြင်းကသူရဲ့လူကောင်တည်ဖို့ခြင်းကိုပင်ဖုံးကွယ်နိုင်စွမ်းရှိပါပေရဲ့လို့ကျွန်တော်တွေးမိတယ်အချိန်ကနေ့လယ်၁၂နာရီခန့်ရှိပြီ အိန္ဒိုအိန္ဒားတွေကကျွန်တော်တို့နှောက်အတွက်နေလေစာကိုဖွဲ့ဖွဲ့ရရပြင်ဆင်ကြမြေဝကျုံးမော်ဒေတာထွက်ငါးပစုံတွေအသီးရွက်တွေကလက်ဆက်ပြီးထမင်းကိုလွန်စွာမြင်းစီရယ်ထမင်းစားပြီးရတဲ့ကျွန်တော်တို့နှစ်ဦးကိုအပေါ်တက်ရှိအခန်းတစ်ခုကိုခေါ်ကာလက်ဖက်ရည်နဲ့မုံကြိုတွေကိုတည်ခင်းဧကန်နေအပေါ်တက်မှာဥလာထုံနဲ့ကျွန်တော်တို့နှစ်ဦးသာရှိတော့တဲ့အခါဆရာမင်းဒီဝါကဥလာထုံကိုကဲကိုလာထုံရင်စာထဲမှာခမည်းပြောတဲ့အေးတကြီးကိစ္စဆိုတာဘာများတော့ဘူးဗျ အဲ့လိုမေးလိုက်တယ်။ဦးလာထွန်းကဘာမှမပြောသေးပဲနဲ့ကျွန်တော်ကိုမသိမသာအကဲခတ်ကြည့်လိုက်တာမှာပြောမှသာပြောပါဗျာ။ဒီအမိတ်ဆွေကကျွန်တော်နဲ့အတူလက်တွဲလုပ်နေရတဲ့သူတူပါစိတ်ချရပါတယ်။အဲ့လိုဆရာမင်းတေဝါက ပြောလိုက်တာမှာဒီလိုပါဗျာ။ဆရာမင်းတည်ရဲ့အတိုင်းကျုံမှာသာသမီဆိုလို့သမီးကလေးမတူဆရာတက်ရောက်ပဲရှိတာ။ဒီလိုနဲ့သမီးသူစားအွယ်ရောက်လာတော့ ကျုပ်လည်းမြို့ပေါ်ကတင့်တော်ရမိကောင်းဆွေကောင်းတွေကလူငယ်တယောက်နဲ့နေရာချပေးထားဖို့စီစဉ်ခဲ့တယ်။ကောင်းတာပေါ့ကိုလာထွန်းရဲ့။တမီးကညာအခါမလိစေနဲ့ဆိုသလိုပေါ့။အင်းဒါကြောင့်လေကျုပ်တို့နဲ့ခုံရင်တို့ရလူရဲတယောက်နဲ့စီစဉ်ပေးခဲ့တာပေါ့။အမှန်တကယ်ဆိုဒီနေ့ကတမီးလေးမင်္ဂလာပွဲကျင်းပမယ်နေ့ရက်ပြ။ဖျားကျွန်တော်တို့ကဥလာထွန်းစကားကြောင့်အံ့ဩသွားကြရတယ်။ဆရာမင်းတွေကလည်းဖိရေခွက်ကိုချထားလိုက်ပြီးစိုးရင်စွာမေးလိုက်တယ် မတူစားလေးဘာများဖြစ်သွားလို့လဲကိုလာထုံဘာဖြစ်သွားတယ်ဆိုတာမကြခင်ဆီယာမင်းတို့တွေ့ရပါလိမ့်မယ်ဗျာသူတို့သားဘက်ကတော့ကျုပ်သမီးလေးကိုစိတ်မနှံရှာတော့ဘူးဆိုပြီးတော့မင်္ဂလာပွဲကိုဖျက်သွားခဲ့လေရဲ့ဦးလာထုံကရှင်းရုံဝမ်းနေနေရှာတယ်အခုအဲ့ဒီခလေးမဘယ်မှာတော့မတွေ့ပါလားဒီအိမ်ကဧည့်သည်လားဆောင်များလို့ဆက်လေးလမ်းဘက်ကကျုပ်အမသူ့အတော်များအိမ်မှာတွားထားရတယ်ဆီယာမင်းရဲ့ကဲဒါဆိုလေဘလို့ဖြစ်တယ်ဆိုတာသိအောင် အခုပဲသွားကြည့်ကြစို့ဗျာဆရာမင်းဒီဝါစကားဆုံးတာနဲ့ကျွန်တော်တို့ကမတူစားလေးရှိရာကိုစပိန်တွင်နဲ့ထွက်ခဲ့ကြတယ်အတန်ငယ်ကျယ်ဝန်းတဲ့ခြံဝိုင်းကလေးထဲမှာရေနံကြီးဝနေတဲ့နှစ်ထက်တက်တာအိမ်မဲတစ်လုံးရှိတယ်ခြံပက်လေစီးယုံမှာပုံရိပ်ပင်တွေထူထပ်စွာပေါက်နေတာကြောင့်အပြင်ဘက်ကရုတ်တရက်ကြီးလိုက်ရင်အင်္ဂလီကိုမမြင်ရပေခြံဝါကခေါင်းလောင်းလေးကိုလှုပ်လိုက်ရမှာကလေးမလေးတို့ကခြံတကားလာဖွင့်ပြီးဦးလာထုံးနဲ့ပါလာတဲ့ကျွန်တော်တို့နှစ်ဦးကိုကြည့်ကဆိုရုံနဲ့မျက်နှာနဲ့ တို့ကအဲ့ဒီလိုထင်းခေါ်စွာမေးလာတယ်။ခြံထင်းကိုမျက်နှာစိမ်းဧည့်သည်ပါလာလို့ဖြစ်လိမ့်မယ်။ရှားတယ်။ဒါနဲ့တော့အမအကူဖို့ငါပင့်လာရဲဆရာ။ဘယ်နဲ့လဲ။အမအချင်းကြီးကောင်းရလား။အခုတော့ညင်ညီတယ်ပပကြီး။ကဲလာဆရာတို့။တမီးကတခါတလေစိတ်ရင်းထားပြီးတော့တောင်းကြတဲ့အခါကျမယိုသည့်စကားဆရာရဲ့အဝေးစားတောင်ကတ်ချင်တာမဟုတ်ဘူးဗျ။ဆရာမင်းဒီဝါကဥလာထုံစကားကြောင့်မျက်မှောင်ကျုံပြီးတော့တစုံတစ်ခုကိုစဉ်းစားသွားပုံရတယ် အင်္ဂလိပ်ရဲ့စင်ဝင်အောက်ဝင်လိုက်တာနဲ့အေးစိန်သွားသလိုခံစားရတယ်။ဘာမှမမြင်မကြားရသေးပါပဲနဲ့ကြက်သိန်းတွေဖြန်းကနေထထွားမိတာကစမ်းနေ။အင်တကားကိုအတွင်းကချက်ချထားတယ်။အသက်60ကျော်အရွယ်ထောင်ထောင်မောင်မောင်မိန်းမကြီးတယောက်တကားလာဖွင့်ပေးတယ်။ကျွန်တော်တို့ကဥလာထုံဥဆောင်မှုနဲ့အင်အပေါ်တက်ကိုတက်ခဲ့တယ်။အပေါ်တက်ကဟောကန်ကြီးတက်ကိုဖြစ်တယ်။မြေတိပစ္စည်းပစ္စည်းအမှမရှိပဲရှင်းလင်းနေတယ်။ပရင်းတကားတွေကိုအကုန်ပိတ်ကချက်ချထားတယ်။ အပေါ်တဲ့အင်းလေတိုင်းနားမှာအဝိစားဖျို့ဖျဲနဲ့မိမပြိုတို့သပင်ဖားရချပြီးစောင်းကြောင်ထိုင်နေတာကိုတွေ့ရတယ်။အဲ့ဒီမိမပြိုကဆရာမင်းဒီဝါကိုလက်ညှိုးထိုးရင်းနဲ့ရုတ်တရက်ဆူဆူဝဝအတန်ကုန်ထရရယ်။ရဲတန်းကကျဲတဲ့ကျဲလာပြီးအတန်ကအကွဲလာတယ်။တမီဟဲ့တမီသူစားဥလာထုံကတမီဖြစ်သူကိုဟန့်တယ်။မရမတူစားမမှုဆရာမင်းဒီဝါကိုသာလှောင်ပြောင်ရဲမောနေတယ်။ အခန်းကိုအလင်းရောင်ပေးထားတဲ့60ဝက်အောင်မီလုံလေးကတဖြက်ဖြက်မျက်ကောင်ခတ်လာတယ်။ဆရာမင်းဒီဝါမတူစားပေးမှဖြက်ကကောင်းရင်ဘက်မှဝင်ထိုင်လိုက်တယ်။ကျွန်တော်နဲ့ဥလာထုံးကလှေကားထိန်တာခလန်းလန်းမှပင်ကြံရစ်ခါအချင်းလေးကိုစောင့်ကြည့်နေကြတယ်။ဆရာမင်းဒီဝါကကျမ်းပြင်ကိုလှဝါးနဲ့အသာပုတ်လိုက်တယ်။တိတ်ဆန်းမတူစားကိုဆေးဆေးကြည့်ပြီးအမိန်ပေးလိုက်တယ်။ရဲတန်းကတိကနေရက်တန်သွားတယ်။ မတူစာစောင်းကြောင်ထန်လျက်ကပဲဆရာမင်းဒီဝါနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်အနိဋာပြောင်းလိုက်တယ်။မျက်လုံးပြူးကြီးတွေနဲ့ဆရာမင်းဒီဝါကိုစိုက်ကြည့်နေတယ်။ခန္ဓာကိုယ်ကိုရှင်းထုလှုပ်ရှားနေတယ်။နာမည်ပြောစမ်းဆရာမင်းဒီဝါကအာနာတန်နဲ့မိရဲ့ကိုမတူစာမဖြစ်ခေါင်းကိုခါရမ်းပြတယ်။သင်ပဲအရက်ကလေခေါင်းခါမြဲပဲ။ဘာကြောင့်အခုလိုလှုပ်ထားရလဲ။မဖြစ်။ဘာလို့ကျင်လို့လဲ။ မဖြစ်။ကောင်းပြီ။ဒီမှာကြည့်စမ်း။ဆရာမင်းဒီဝါကညာလက်ဘွားအပေါ်မှာဘယ်ဘက်လက်ညှိုးနဲ့တစုံတရာကိုရေးဆွဲစီရင်လိုက်တယ်။ပြီးနောက်လက်ဘွားကိုမတူစာမျက်နှာရှိကိုဖြန့်ပြလိုက်တယ်။မတူစာကလက်ဝါးကိုမြင်တာနဲ့အော်ပြီးတော့နောက်ပြန်လဲကျသွားခြင်းဖြစ်တယ်။ကျမ်းပြင်ပေါ်မှာညင်းညူအော်ဟစ်တုန်လှိမ့်နေတယ်။ဆရာမင်းဒီဝါကလက်ဝါးကိုပြန်ဆုပ်လိုက်တယ်။ကဲထစမ်းမတူစာကဖြင်းဖြင်းစွာထတယ် ခြေဆင်းပြီးတော့ထိုင်စမ်းမတူစားကအမိန့်ကိုခံတန်တန်ကတ်တက်တက်လုံနေသည်ဆရာမင်းဒီဝါကညာလက်ကိုမြောက်ပြလိုက်မှ ပြောတဲ့အတိုင်းခြေဆင်းပြီးတော့ထိုင်လိုက်တယ်မတူစားခြေမနှချောင်းကပူကက်နေရမှကျိုးနဲ့ပူးချီထားသလားပင်ထင်ရတယ်ကျွန်တော်ကဆရာမင်းဒီဝါနဲ့အတူပွဲအတော်များများနှွှဲဖူးပေးရမတူစားကိုတစုံတစ်ယောက်ကပြူစားထားလို့ အမောက်ပျော့ကဝင်ပူးနေမှခြေစင်းထိုင်ပုံကိုကြည့်ပြီးတော့ဆုံးဖြတ်နိုင်ပါတယ်။ဆရာမေတေဝါကညာလက်ဘွားကိုမတ်သူစာခေါင်းပေါ်အုပ်မိုးပြီးတော့ရခင်မေးခဲ့တဲ့မေးခွန်းတွေအတိုင်းပင် ပြန်ပြီးတယ်။မတ်သူစာမှာဝင်ပူးနေတဲ့အမောက်ပျော့ကဆရာမေတေဝါရဲ့လက်ဘွားပေါ်မှာပညာဆက်ကြောင့်မငင်းဆန်နိုင်ပေမချွေးမချမ်းဖြေရတော့တယ်။ရေစက်နာတပန်းပင်ကမေးကြီးပါ။အစာစားရမယ်ဆိုပြီးစိတ်ခိုင်းလို့ပါ။မတ်သူစာထံပူးကပ်နေတဲ့အမောက်ပျော့က ကန်းနာဆက်ရေတပန်းပင်မှာနေထိုင်ခွင့်ရှိတဲ့တရဝါဖြစ်ကြောင်းသိရတယ်။ကိုနေရာကိုပြန်စမ်းဆီယာမီဒီဝါကရေတပန်းပင်ကအကောင်ကို လေးသံမမနဲ့အမိန်ပေးမောင်းထုတ်လိုက်တယ်။အဲ့ဒီတရဝါကိုမတူစားကိုမှမောင်းထုတ်လိုက်တာနဲ့သူ့ကိုကြွေမွေကြိုးကန်နေတဲ့ပညာတဲ့ကချက်ချင်းရောက်ရှိလာပြီးမတူစားထံမှဝင်ရောက်ပူကတ်တော့တယ်။ငါနဲ့လာကျူးတယ်မလောက်လေးမလောက်စားဆရာစုတ် မတူစားချက်ချင်းပဲမျက်နှာထားရောအတံမှာပြောင်းသွားပြီးတော့ဆီယာမင်းဒီဝါကိုရန်တူလေတန်ကဝေးတကြဖြစ်တယ်။သေချင်လို့လာရှုပ်တာလားဆီယာစိုးရဲ့။ခမည်းအကျုပ်ကိုမခန့်လေစားပြောရအောင်။ဘသူမို့လို့လဲ။ကိုနံပဲရောကိုထုတ်ပြောဝင်လား။အုံးမလာချေသေးရဲ့။ဟဲ့စန္ဒကျိုးအစင်ရှိရဲ့ရောနေဟာစောကြွယ်တဲ့ဟဲ့။ဆီယာမင်းဒီဝါကနားထောင်ပြီးတော့ခေါင်းတငိမ့်ငိမ့်လုံနေတယ် ကျွန်တော်ဟာဆရာနဲ့အတူပွဲတွေ့ကွင်းစင်ဘူးသူဖြစ်ရအဲ့ဒီပညာပညာကုံမှပြီးသူ့နာမည်သူ့ပညာအဆင့်သူ့ကျဆားရနေတွေကိုဖော်ပြလိုက်ခြင်းဟာသူ့ရဲ့တေရင်းသူတူးလိုက်ခြင်းဖြစ်တယ်ဆရာမေဒီဝါကအဲ့ဒီပညာတဲ့မိမအယက်ဒေတာကိုအုပ်ချုပ်သူပညာဆိုင်ရာညက်တွေကိုသူ့ညာဘက်ပခုံးထက်မှာကြွားရောက်တော်မူဖို့ပင့်ဖိတ်လိုက်ပြီမသူစားကိုရဲကပညာတဲ့စောကျွေက ခေသူမဟုတ်ဆရာနဲ့ကြီးတွေကိုမပင့်ဖိတ်မီကြရမှာလက်ကိုဝှေ့ရန်က စကြူတွေထုတ်လွတ်တိုက်ခိုက်လိုက်တယ်။အမဲရောင်ကျုံးမြင့်ကလေးတွေကတက်ရှိမွေတရဝါတွေတပွဲလှုပ်ရမ်းပြီးတော့ဆီယာမင်းဒီဝါရဲ့မျက်စိနားနှာခေါင်းတွားရပေါက်တွေကိုဦးတီလေးရဲ့ပြေးဝင်လာကြတယ်။ကျွန်တော်ကအဲ့ဒီဆက်တွေကိုမြင်နိုင်စွမ်းရှိခြင်းကဆီယာမစက်ခုတိတ်တိဖွင့်ပြီးထားခြင်းဖြစ်တာကြောင့်ဖြစ်တယ်။အခုလိုပညာသည်တွေနဲ့တိုက်ခိုက်တဲ့အကြောင်းအရာတွေကိုတချိန်မှာပြန်လဲရေးသားဖော်ပြလို့ကြောင်းဆီယာထံခွင့်တောင်းဖို့ရာဆီယာကလည်းခွင့်ပြုတယ်။ အဲ့ဒီရေးသားရာထဲမှာထဲထဲဝင်ဝင်သိရှိစေနိုင်ဖို့အတွက်အခုလိုပွဲတွေမှာပွဲစားတာနဲ့ကျွန်တော်ရဲ့စကုတိတ်ကြီးကိုဖွင့်ပေးထားခြင်းဖြစ်တယ်။ဒါကြောင့်ရန်ဖန်ရကအခြေအနေအရဆရာကိုကျွန်တော်ဝင်ရောက်ကူညီနိုင်ခဲ့တာကများလေရှိတယ်။ဆရာအဲ့ဒီမိမရဲ့ဆက်တွေအဲ့ဒီများမြန်လိမ့်မယ်လို့ထင်ထားပုံမရ။ဆရာနဲ့တွေကိုအာယုံပြုပင့်ဖိတ်နေခြင်းလည်းဖြစ်တာကြောင့်အငိုင်းမိမလို့ပင်ဖြစ်နေပြီ။နောက်ကိုရိုင်နာဆိုးယုံလေးရိုင်းသွားပြီးတော့ ညာလက်ကိုဖြန့်ထုတ်လိုက်တာမှအဖြူရောင်အလေးနဲ့တစ်ခုထွက်လာပြီးမွေးရည်တပွဲတုန်လင်နေတဲ့စက်ကျိုးမဲတွေကိုတိကနေဖျက်ချလိုက်တော့ရုတ်တရက်အခန်းထဲကအမွေးနဲ့တစ်ခုလှိုင်းထွက်လာတယ်။ကျွန်တော်ဝမ်းသာသွားတယ်။ဆရာပင်ဖိတ်လိုက်တဲ့ဆိုင်ရနဲ့တပါကြွလာပြီးမတ်သူစာကိုမှပူးနေတဲ့စောကျွေကဆရာတမာတိကိုပြပြစေဖို့မတ်သူစာရဲ့အင်ဂျင်နဲ့ထမိန်ကိုချွတ်ချဖို့ကြိုးစားတယ်။ဘဇက်ကအယုဒအနတ္တတွေကိုပြောဆိုတယ် ်င်းကိုလှုံမရအောင်ကျိုးနဲ့တုံမှဖြစ်မေဆရာမေဒီဝါပဇက်ကအဲ့လိုပြောလိုက်တာနဲ့စောကျွေက တုံငနေရက်သွားတယ်လက်ညဖက်ကခါနောင်နာချက်ချေကပြက်လျက်မမြင်ရတဲ့ကစုံတယောက်ကချက်ချင်းတုံနောင်လိုက်ပုံရတယ်ဒူးထောက်ခိုင်းမှဖြစ်မေလုံးစွာအာသာသူတအူကချုပ်ကန်ပြီးတော့ဒူးထောက်စီခိုင်းလိုက်တယ်လို့ပင်ယုံရင်ကန်ရင်မှဒူးထောက်လျက်သားဖြစ်သွားတယ်နေပညာကိုငါသိမ့်မယ်ပညာအပ်ပါ ဆရာဘယ်ဘက်လောဝါနဲ့ဖြန့်ကပညာအပ်ခိုင်းနေစောကျွေကခေါင်းမာတယ်မပေးနိုင်ဘူးငါပြည်ညာကောင်းပြီပါဇက်ကိုပိတ်ထားပြီတန်တစ်ချက်ခတ်ပါမတုစာနှကန်းတို့လာကတင်းတင်းစိတ်ပိတ်သွားတယ်မတုစာထံကမချီတင်ငယ်ညင်ညူတန်ထွက်လာပြီးကြော့ကော့ထွက်သွားတယ်ခေါင်းငိုင်းဆိုင်ကျပြီးတော့တဆက်ဆက်တုံနေတယ်မြေခွေးကိုကြည့်ပြီးတော့ကျွန်တော်ဘေးကဥလာထုံကတုံလို့ခြောက်ချသွားတယ်တမီးဥလာထုံစိတ်ထိုင်းပါဗျာ အခုကဦးလေးသမီးမဟုတ်သေးပါဘူးပညာတဲ့စောကြွယ်ပါသူ့ကိုဒဏ်တက်နေရပါဦးလာချောင်းကတမကြီးဟူကနေချပြီးတော့မျက်တောင်မခတ်ပဲအချိန်လေးကိုဆက်ကြည့်နေရဆရာကမေးတယ်ကဲနေပညာကိုအသာတကြီးအပ်မလားငါနှုတ်ယူရမလားငါနှုတ်ယူရင်နေသက်ဆိုးမရှိဖြစ်သွားလိမ့်မယ်အပ်မလားစောကြွယ်ရဆရာကိုမီးဝင်းဝင်းတောက်နေရမျက်လုံးတွေနဲ့အခန့်ကပြန်ကြည့်နေတယ်ကောင်းပြီလေနေထိုင်နေနေကံမော့ ဆရာတစုံတစ်ခုဆုံးဖြတ်လိုက်ပုံရတယ်။အိတ်ထဲကတထွားကန်းရှိတဲ့တန်လျက်ကလေးတစ်လက်ထုတ်လိုက်တယ်။တန်လျက်နဲ့စောကြွယ်ကိုချိန်လျက်ပညာနှုတ်တဲ့အမိပြန်တဲ့ကို အထက်ပုဂ္ဂိုလ်ကြီးကိုစအတန်ကြီးအထာနဲ့ရွတ်ဆိုကနာယီနေရအချိန်တီးကြတဲ့ရွတ်ဆိုလေးဟာစောကြွယ်ကမြေမှာဖြက်ပြက်လူကလူးလိမ့်နေရတယ်။ဆရာပါဇက်ကပြန်တဲ့ရွတ်ဆိုတန်းတိကနေပြီးဆုံးသွားတာနဲ့တွန့်လိမ့်လူးလိမ့်နေတဲ့စောကြွယ်သူမဟုတ်မတူစားကလေးကစက်ကနေညင်ကြသွားတယ်။ ကျွန်တော်နဘေးမှာဥလာထုံးလေတမီအဲ့လိုအော်ဟစ်ကမတ်သူစားထိုင်ကိုပြေးခတ်သွားပြီနာယိုကြီးလိုက်ရမှာညနေ3:00နာရီတိတိဘာမှမဖြစ်ဘူးကိုလာထုံးခဏနဲ့သတိရလာပါလိမ့်မယ်ကိစ္စပြီးသွားပါပြီသတိရလာရင်ရေလေးပါလေးတိုက်လိုက်ပါစိတ်ချရပါပြီဟုတ်ကဲ့ပါဆရာမေဟုတ်ကဲ့ပါဦးလာထုံးကအောက်ထက်ကမိမငယ်လေးနဲ့အတော်ကြီးကိုအပေါ်တက်ကိုခေါ်က မတူစာလေးရဲ့ကဘိုကေယိုအဝယ်စားတွေကိုပြင်ဆင်စီတယ်။ကျွန်တော်တို့သုံးသားအောက်ထက်ကိုဆင်းလာပြီးဧကဲမှာထိုင်လိုက်ကြတယ်။ခမားနဲ့စီးပွားပြိုင်ဘက်ကမကျင်တယ်လို့တင်ညာသေးကိုအဖိုးခါပေးပြီးတော့လှုပ်ပေးတာပဲကိုလာထုံ။ဘသူဆိုတာသိကျင်သေးလား။ဆရာအဲ့လိုမေးလိုက်တယ်။မသိကျင်ပါဘူးဆရာမင်းရဲ့စီးပွားရေးမှာကျုပ်ကဖြောင်ဖြောင်တန်းတန်းမှန်မှန်ကန်ကန်လှုပ်ပြီးချမ်းသာလာတာပါ။ဒါအောင်မလို့တဲ့လူတွေလည်းရှိမှာပေါ့လေ။ကိုကန်ရှိလို့အလုတ်ခံရတယ်ပဲမှတ်ပါရီ။ ။ဦးလာထွန်းကတရားနဲ့ဖြင်းရင်းနဲ့ပြောလိုက်တယ်။ဖေဖေအဲ့ဒီအခါမှာပဲလှေကားပေါ်မှာမတူစားလေးဆင်းလာပြီးတော့သူ့အဖေကိုနှုတ်ဆက်တယ်။တမီးနေကောင်းလား။ဦးလာထွန်းကဝမ်းတောင်အာရနဲ့တမီးဖြစ်သူကိုမေးတယ်။ဟုတ်တယ်ဖေဖေတမီးအခုနေကောင်းသွားပါပြီ။ဟိုရက်တွေကဘာတွေဖြစ်နေမှန်းကိုမသိတာ။စိတ်တွေရှုပ်နေပြီးတော့အိမ်မာလည်းမဟုတ်ပဲ။ဘာရီမှလည်းမသိဘူးရှောက်သွားနေမိရဲ့အေး အခုတော့ဒီအားစီအားကုပြီလို့တမီးလေးဝေဒနာပျောက်ကင်းပါပြီကွယ်။ကဲဆရာကိုဥချပြီးခရော့လိုက်အောင်။မတုစာချက်ချင်းပင်ဆရာမင်းဒီဝါကိုဥချခဲ့တော့ကကျေးဇူးတင်ကြောင်းပြောရှာရီ။နောက်နေ့မနေ့တင်မောနဲ့ပင်ပြန်ဖို့စီစဉ်ထားပြီဖြစ်ရာကျွန်တော်တို့ကအဲ့ဒီနေ့ညနေပိုင်းသာလျှင်မြို့လေးကိုတပတ်ပတ်ကြည့်ကြဖို့အချိန်ရှိပြီ။ကျွန်တော်နဲ့ဆရာဥလာထုံစီစဉ်ပေးတဲ့စပိန်ကိုစီနဲ့မြို့ကိုလှည့်လေကြရီ။မြို့ဝကျုံးမမြို့ကလေးရဲ့ညနေစည်းစာလှပကြည့်နူးပေရဖြစ်တယ်။ အကျော်တဲကလေးတစ်ခုတွေ့လို့ဝင်စားကြည့်ရမှာလွန်စွာလက်ရကောင်းတဲ့အကျော်ဆိုင်ဖြစ်တာကိုဝန်ခံကြရပြီမေအကျော်တဲမိမကြီးနဲ့အကျော်လာဝဲသူတချို့ပြောနေတဲ့စကားထံကကျွန်တော်နားရဲကိုဝင်လာ रे ညနေ3နာရီလောက်ဖြစ်မှာပေါ့ပြုံးစားကြီးတေးတာဟဲ့အကောင်းကြီးကနေအိတ်ရဲခဏလှဲလိုက်အောင်မေဆိုပြီးတော့ဝင်အိတ်လိုက်တာ रे တော်တော်နဲ့မလို့လို့နှိုးကြည့်တော့မှအသက်မရှိမှန်းသိရတာဟဲ့ဒါနဲ့ကြောကုန်းမှာမီးလောင်မှုတွေဆိုတာပါလဲ မေးလောင်မှုတွေမဟုတ်ဘူးတော်ရဲ့အရိုက်ခံရရတဲ့အချိုးရကြီးကြောကုန်းမှအထင်းသားကြီးဒိုင်ယာကအသားတွေကိုညှက်ဝင်နေတာအဲ့ဒီယာယာမေးလောင်ထားသလိုမေးကျွမ်းနေရလေဟဲ့အေးရတဲ့အိတ်နေတာဘသူကမေးတော့နဲ့ဝင်ရမယ်တော့ရိုက်လေတိရမှာပေါ့အဲ့ရှိမှသူ့ယောက်ျားဘာလာတိရလို့ထန့်ကြီးတာအမကြီးအမတို့ကျမတို့ရံမမီယာတွေမသိရဘူးလောကကြီးမှာ အများကြီးပါပဲအခုတော်မြကျွဲတိရအောင်ပဲကြည့်အေး ငင်ပြောတာလေဟုတ်ပါရဲ့ဟဲ့အဲ့ဒီအပြန်လဲပြောဆိုတဲ့အတွင်ကြောင့်ကျွန်တော်ကဆရာမင်းဒီဝါရဲ့မျက်နှာကိုဖျက်ကနေကြည့်မြင်လိုက်တယ်ဆရာကတော့ဖာတိဖာသားနဲ့မတိတလို့ပဲအကျော်စားလိုက်ရင်ွေးချမ်းတောက်လိုက်နဲ့လွန်စွာကရင်တွေ့နေပုံရတယ်နောက်နေ့မနက်မှာကျွန်တော်တို့ကအေရရီတင်မောကြီးကိုစီပြီးတော့ရန်ကုန်ကိုပြန်ခဲ့ကြပါတော့တယ်။ဇလန်လေးကတော့ဒီမှာပဲပြီးပါပြီရှင်။နောက်ဆက်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။